မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်တဲ့နေ့ကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုပေါ်အော်စတြေးလျအလွန်ဆိုးရင်ကြောင်းထုတ်ပြန်တဲ့ကြောင်းတင်ဆက်ပေးပါမယ်အားလုံးပါဝင်နေတွေးဆောင်ဆွေးနွေးလှုပ်ဆောင်ဖို့တိုက်တွန်းနေလို့သိရပါတယ်အရတားပြည်သူတွေတည်ဆုံးတန်ရာရစေခဲ့တဲ့စကိုင်းတိုင်းရှိစာတင်ကြောင်းကိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုပေါ်အော်စတြေးလျနိုင်ငံကအလွန်မင်းဆိုးရင်ကြောင်းဒီကနေ့မှထုတ်ပြန်ပါတယ်အော်စတြေးလျနိုင်ငံနဲ့ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပြစ်တင်ရှုံချလိုက်ပြီးစစ် ကောင်စီအနေနဲ့အားလုံးပါဝင်နေတွေ့ဆုံကျွေးရုံဆောင်မှုနဲ့အပြစ်ခန့်ရစင်ကြီးညာချက်ကိုလိုက်နာဖို့ဖော်ပြတိုက်တွန်းလိုက်ပါတယ်။အမေရိကန်နိုင်ငံကြီးဝန်ကြီးဌာနနဲ့ပြင်သစ်နိုင်ငံကြီးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတွေကစကိုင်းတိုင်းတပန်ရင်းမျိုးနဲ့ဦးတိန်တွင်ရွာစာတင်ကြောင်းလေကြောင်းတိုက်ခိုက်မှုအပေါ်အလွန်အမင်းဆိုရင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ကြပြီးစစ်ကောင်စီအနေနဲ့အကြမ်းဖက်မှုတွေရတန်ကပါဝင်ပတ်သက်သူတွေကြားတွေ့ဆုံဆွေးနွေးလှုပ်ဆောင်ဖို့တိုက်တွန်းထားကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့တွဲဆောင်ဆွေးနွေးနေပတ်သက်လို့မြန်မာနိုင်ငံရေးမှာစစ်တပ်ပါဝင်နေမှုကိုအဆုံးသတ်ဖို့2008ခြေကံဥပဒေပေးဖြတ်ဖို့စစ်တပ်ကျူးလွန်မှုတွေအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိရင်တရားမျှတမှုရရှိရေးလှုံ့ဆော်ဖို့အချက်တွေပါဝင်တဲ့ဥတီချက်6ရက်ကိုစစ်တပ်ကသဘောတူလိုက်နာဖို့လိုအပ်တယ်လို့ပြောကြားပါရယ်။ဒါအပြင်စစ်တပ်ကငလင်းအကြောင်းပြယာယီပြက်ခတ်ရေးစိမ်းကြီးကြီးညာထားပြီးမြန်ငံတော်လီချောင်းတိုက်ခိုက်မှုလက်နက်ကြီးပြက်ခတ်မှုတွေနဲ့မြေပြင်စစ်ကြောင်းထုံမှုတွေရပ်တန့်ခြင်းမရှိရဲပေါ်ဟန်ပြပြက်ခတ်ရေးစိမ်းကြီးညာ ချက်တွေကို NUG ကပြောပါတယ်စစ်မှန်တဲ့ပြစ်ခတ်ရဲစဲမှုတွေအတွက်ကျင်းဝစီကံကောက်တော့ကွန်တက်တွေသဘောတူညီမှုတွေလိုအပ်မှာဖြစ်သလိုအဲ့ဒီလိုကျင့်ဝင်သဘောတူညီချက်တွေကိုလိုင်းနာဆောင်ရွက်ခြင်းရှိမရှိသိကြစေဖို့နိုင်ငံတကာစောင့်ကြည့်လေ့လာမှုလိုအပ်မှာဖြစ်ကြောင်းနဲ့သဘောတူထားတဲ့ကျင့်ဝင်သဘောတူညီချက်တွေကိုချိုးဖောက်ခဲ့မယ်ဆိုရင်ချိုးဖောက်သူကိုဘယ်လိုအရေးယူမလဲဆိုတဲ့အရေးယူမှုတွေလည်းပါဝင်မှာဖြစ်တယ်လို့ NUG ကပြည်သူလူထုနဲ့နိုင်ငံတကာကိုတင်ပြစကားပါထားပါတယ် ဆက်လက်ပြီးငလင်ပေအတွက်စေအုပ်စုတန်းပြီးရခဲ့တဲ့နိုင်ငံတကာအကူအညီများလိုအပ်သူများထံရောက်ရှိခြင်းမရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြမငလင်ပေမှာထိခိုက်ပျက်စီးမှုတွေအပြင်းထန်ခံစားခဲ့ရတဲ့ပြည်သူများအတွက်စစ်ကောင်စီထံနိုင်ငံတကာမှပြီးရခဲ့တဲ့အရေးပေါ်အကူအညီများမှာလိုအပ်နေသူများထံရောက်ရှိခြင်းမရှိကြောင်းသွေးစွန်းငွေဖြတ်တောက်လှုပ်ရှားမှုထံကသိရပါတယ်။စစ်ကောင်စီကနိုင်ငံတကာမှငလင်ပေအတွက်လူသားချင်းစာနာထောက်ထားမှုအနေနဲ့အလင်းမြန်ပြီးအပ်လာတဲ့အစားအသောက်စေဝါစာတဲ့အရေးပေါ်အကူအညီတွေကိုပြည်သူတွေထံထိရောက်စွာပြည့်ရမှုမရှိ ပဲနေပြည်တော်ရှိကိုရောင်များမှတင်ဆက်ထားကြောင်းသိရပါတယ်။ဒါအပြင်စကမ်းမြို့တွင် မှလည်းနှစ်900ပေါလုံကွင်းအတွင်သာအကူအညီများကိုတင်ဆက်ထားပြီးမြို့ပေါ်လူထုအလုံးတန်းတရားစွာဖြန့်ဝေခြင်းမရှိကြောင်းသွေးစွန်ငွေဖြတ်တောင်းရေးဖွဲ့စည်းကထုတ်ပြန်ထားပါတယ်။ပြည်ရဲ့အလုံးကိုခြုံပြီးခြင်းရင်စေအုပ်စုကတဆင့်သွားရင်အကူအညီတွေကဘေးတင့်လူထုအလုံးတန်းမရောက်ပါဘူး။ပြည်သူလူထုစီးတကယ်ရောက်ချင်ရင်ပြည်သူလူထုကိုတိုင်းရိုက်ထောက်ပံ့ပေးနိုင်မယ့်နည်းလမ်းတွေကိုသုံးရပါမယ်။စကိုင်းကလေးမှလည်းကယ်ဆယ်ရေးအကူအညီတွေကိုလက်နက်တပ်ဖွဲ့အသုံးပြုနေတာရှိပါတယ်။ ဒီအကူအညီတွေကိုနိုင်ငံရေးအမြတ်ထုတ်တာတွေပြုလုပ်မှာအင်မတန်စိုးရိမ်စရာကောင်းပါတယ်လို့သွေးဆုံငွေဖြတ်တောင်ရေးဖွဲ့တာဝန်ခံတကူဖြစ်တဲ့မမ်မီကသတင်းဌာနကိုပြောပါတယ်ဒါပြင်ငလင်ဘေးဒဏ်တဲ့လူမြောက်နေမြေများမှာလည်းစစ်ကောင်စီကဝင်ရောက်ခွင့်ကတ်သက်ထားမှုတွေကြောင့်နိုင်ငံတကာအကူအညီအနည်းငယ်သာရရှိပြီးလုံ့ဝရရှိခြင်းမရှိတဲ့ထိသားတွေလည်းရှိကြောင်းသိရပါတယ် ြင်းထန်မြန်မာငွေလင်ပေးအတွင်းပြည်ရင်းပြည်ပမှလူရန်းနဲ့မြန်မာကျပ်ငွေ135ဘီလီယံကျော်နဲ့အမေရိကန်ဒေါ်လာ2တန်းကျော်ကိုလက်ခံရရှိထားပြီဖြစ်ကြောင်းစစ်ကောင်စီဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းက AB 25ရည်နေမှာပြောကြားပါရင်စစ်ကောင်စီရဲ့နိုင်ငံတကာအကူအညီတွေပေါ်အလွဲသုံးစားပြုမှုတွေကြောင့်နိုင်ငံတကာအစိုးရများနဲ့ဖွဲ့စည်းများအနေနဲ့ငွေလင်ပေးအကူအညီများပေးအပ်ရမှာပြည်သူလူထုတန်တိုင်းရိုက်ရောက်ရှိနိုင်ဖို့ NUG EROCOS CBO အဖွဲ့အစည်းတွေမှာတစဉ်ထောက်ပံ့ပေးတဲ့ကြောင်း သွေးစွန်ဝင်ဖြတ်တောက်ရင်လှုပ်ရှားမှုအဖွဲ့အစည်းကအကြံပြုပြောဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ MND ကလာရှုမျိုးကိုပြန်ပေးလိုက်ရမှာတရုတ်ဆိုရရဲ့ဈာဝင်စပ်ဖတ်မှုကငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုထိခိုက်စေလို့ SACM ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့တိုင်းစစ်ဌာနချုပ်ရာမကရှိတဲ့လာရှုမျိုးကို MND နဲ့ပူးပေါင်းတက်တို့ကဇူလိုင်လ25ရက်နေ့မှာတင်ပိုက်ရရှိခဲ့တော့လေတရုတ်ရဲ့ PR တွေကြောင့် MND အနေနဲ့စစ်ကောင်စီကိုဆန့်ကျင်တိုက်ခိုက်မှုတွေရပ်တန့်ပြီးလာရှုမျိုးမှာပြန်လဲဆုတ်ခွာပေးခဲ့ရပါတယ်။ ်တရုတ်နိုင်ငံကမြန်မာပြည်တွင်ရေဝင်ရောက်မဆက်ဖက်ရေးမှုဝါဒကိုထက်ကတလင်းလင်းအခိုင်မာဆိုလို့ရှိတော့လဲရှမ်းပြည်နယ်မြောက်ပိုင်းတွင် ချားဝင်ဆက်ဖက်မှုတွေကမိမိအကျိုးစီးပွားကိုသာရှေးရှုနေလို့ပြနေကြောင်း SACM ကပြောပါတယ်တရုတ်နေနဲ့ပြည်တွင်ရေချားဝင်ဆက်ဖက်မှုကမြန်မာပြည်သူများအတွက်စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်စေတယ်လို့ SACM ကအကြံပေးပါတယ်မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM အဖွဲ့ကို2021ခုနှစ်ဖေဖော်ဝါရီလမြန်မာစစ်တပ်မှအာဏာသိမ်းခြင်းမြန်မာနိုင်ငံရှိဒီမိုကရေစီလှုပ်ရှားမှုတွေအတွက်မဟာပြူဟာမြောက်အကြံဉာဏ်များပေးအပ်နိုင်ဖို့ဖွဲ့စည်းခဲ့တဲ့ဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။အဆိုပါအဖွဲ့ကိုကုလသမဂ္ဂရင်မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်း Miss Yan Healy အပါအဝင်၃ဦးကဖွဲ့စည်းထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ SACM အဖွဲ့ကငြိမ်းချမ်းရေးစစ်မှန်သောဒီမိုကရေစီတရားမျှတမှုနဲ့တာဝန်ယူတာဝန်ခံမှုတို့အတွက်မြန်မာပြည်သူများရဲ့ရေကုန်ရေကန်ကြိုးပမ်းနေမှုတွေကိုပံ့ပိုးပေးဖို့ ဆောင်နေတဲ့လွတ်လပ်သောနိုင်ငံတကာလူ့ခွင့်ရေးကြမ်းကြဲသူများနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။စစ်ကောင်စီအတွက်တရုတ်နိုင်ငံရဲ့စီရင်အထောက်ပံ့ပေးမှုနဲ့မြန်မာနိုင်ငံတွင်မျက်နှာပြောင်းတိုင်းကြားဝင်ဆက်ဖက်နေမှုတွေကလွဲမစွာလောင်းကြီးထတာချင်းဖြစ်ကြောင်း SACM ကပြောပါတယ်။လာရှုမြို့မှာနိုင်ငံတကာကုံသွင်းလမ်းကြောင်းများတင်ယုတ်ကျော်တော့နောက်ကံပြူအခြေခံအဆောက်များဒါဇင်နဲ့ချီရဲမြို့များနဲ့စစ်စခန်းများပြားရှိပါတယ်။ MNDA ကလာရှုမျိုးကိုမြန်မာစစ်အုပ်စုထံပြန်လွှဲအပ်ဖို့ဆုံးဖြတ်လိုက်ခြင်းကမြို့လူမျိုးရေးအတွက်အသက်ပေးခဲ့ကြတဲ့တော်လိုင်းသမားရှာပေါင်းများစွာရင်ပေးဆက်ဆွလုံးမှုတွေကိုတစ္ဆာဖောက်ခြင်းပဲဖြစ်တယ်လို့ SACM ကဆိုပါတယ်။လာရှုမျိုးတိုင်တိုက်ပွဲကြောင့်တော်လိုင်းအင်အားစုများအတွက်အလွန်အမင်းထိခိုက်ဆုံးရှုံးရှိခဲ့ပါတယ်။တော်လိုင်းတပ်ဖွဲ့ဝင်အနည်းဆုံး900ကျားဆုံးခဲ့ပြီးတထောင်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။မြမအရေးကိုကြားဝင်ဆွတ်ဖတ်ခြင်းကတရုတ်နေနဲ့စစ်ကောင်စီကိုကဲတင်နိုင်မှာမဟုတ်တဲ့အပြင်မြမပြည်သူလူထုရဲ့ဆင်းရဲဒုက္ခတွေကို ရှာကြည့်စီယုံတာမကစစ်မှန်တော့ငြိမ်းချမ်းရေးရရှိလာမှုကိုလည်းနောက်နေကြညာစီမှာဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ထိုင်းမြန်မာနယ်စပ်နီးကိုမြန်မာစစ်တပ်ရဲ့ K8 တိုက်လေယာဉ်ပြန်တန်းလာတဲ့အတွက်ထိုင်းနေတပ်က F60 လေယာဉ်နှစ်စီးအရေးပေါ်စေလို့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်နီးကိုမြန်မာစစ်တပ်ရဲ့ K8 တိုက်လေယာဉ်ပြန်တန်းလာတဲ့အတွက်ထိုင်းနေတပ်က F60 လေယာဉ်နှစ်စီးပေါ်အရေးပေါ်စေလို့ထားကြောင်း ထိုင်းတော်ဝင်တွေကသတင်းထုတ်ပြန်ပါတယ်။မေလ16ရက်နေ့နေ့လယ်12:42မိနစ်အချိန်ထိုင်းနိုင်ငံကန်ချန်နပူရီနယ်စပ်အနီးကိုမြန်မာဘက်မှ KA တိုက်လေယာဉ်တစ်စီးချင်းကပ်လာတဲ့အတွက်ရေးပေါ်အမိန်နဲ့ထိုင်းမြန်မာနယ်စပ်ကို F-16 တိုက်လေယာဉ်နဲ့စီးဆင်းလွတ်လိုက်ကြောင်းထိုင်းတော်ဝင်တွေကဆိုပါတယ်။မေလ6ရက်ကလည်းမြန်မာစစ်ကောင်စီရဲ့ KA တိုက်လေယာဉ်ကထိုင်းပြည်ပိုင်နဲ့အတွင်းကိုနီးကပ်စွာပြန်တန်းလာတဲ့အတွက်ထိုင်းလီတပ်ကထိုင်းမြန်မာနယ်စပ်ကန်ချန်နပူရီကို ANSYS တိုင်းလေရင်နစီကိုဆင်လွတ်လိုက်ပြီးအိနီးချင်းနိုင်ငံဘက်မှကျူးကျော်မလာစေဖို့တတိပေးခဲ့ပါတယ်။မနီးကညပိုင်းထိုင်းမြန်မာနယ်စပ်မဲလာစစ်ကောင်စီတပ်စခန်းကို KNL လေဦးဆောင်တဲ့တော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီရဲ့ KA တိုင်းလေရင်မှာနေဆက်နီးကိုနီးကပ်စွာပြန်တန်းလာခြင်းဖြစ်ကြောင်းသိရပါတယ်။နောက်တစ်ပုတ်အနည်းနဲ့ KNU ကမက်လာအေပီလာနဲ့ရခုမီလာအတွင်းမှာထိုင်းမြန်မာနယ်စပ်နီးမှာစစ်ကောင်စီရဲ့မဲလာပုလူတူခလဲ့တီတခေါ်ပီခွီ ်မောဖားသူစကန်တားလဲစကန်များကိုဇက်တိုင်းတိုက်ခိုက်သိမ်းယူလိုက်ပြီးဖြစ်တယ်လို့လည်းသိရပါဗျ။နောက်ထပ်တပုတ်အနည်းနဲ့စစ်ကောင်စီကြောင့်တိစုံခင်ရတဲ့ရခိုင်ပြည်သူများအတွက်မိသားစုနဲ့ထပ်တူဝဲနေရကြောင်းအေးအေးပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ယခုရက်ပိုင်းတွင်ရခိုင်ပြည်ကြောက်တော်နဲ့ရတိတော်မြို့နယ်တို့မှာအရက်သားပြည်သူ19တိစုံခဲ့ပြီး35ဦးတဲ့မနေ့တန်ရာရရှိခဲ့ပါတယ်။တိစုံထိခိုက်တန်ရာရရှိကြသူများ အတွမ်းမိသားစုဆွေမျိုးများနဲ့ထတ်တူဝန်နေရကြောင်းအာရခတက်တော်အင်းကမေလ15ရက်နေ့ကထုတ်ပြန်ထားပါတယ်။အသက်ဆုံးရှုံးသွားခဲ့ရတဲ့မိဘပြည်သူများရဲ့မိသားစုဆွေမျိုးများနဲ့ထတ်တူဝန်နေရတယ်လို့အင်းကထုတ်ပြန်ပြောဆိုထားပါတယ်။ရခိုင်ပြည်များကို အစုလိုက်အပြုံလိုက်တပ်ဖြတ်နေတဲ့စစ်ကောင်စီရဲ့လုံရက်ကိုမှတ်တမ်းတင်ထားပြီးနိုင်ငံတကာဖွဲ့စည်းရေးထံကိုပြပို့သွားမယ်လို့အင်းကဆက်လက်ပြောဆိုပါတယ်။အပြစ်မဲ့အရက်သားရခိုင်ပြည်သူတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ကစစ်ရဆွေမှုတွေကိုနိုင်ငံအနှံ့နှီးစင်ရဆက်ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့စစ်ရဆွေမှုနဲ့ လူသားမျိုးနွယ်ပေါ်ပြစ်မှုကျူးလွန်နေတဲ့လုပ်ရက်တွေကိုပြင်းထန်စွာရှုတ်ချကြောင်းဆိုပါတယ်ဒီလုပ်ရက်တွေကိုသက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေထက်ကိုပေးဖို့သွားမှာဖြစ်ကြောင်းအရက်ခတ်တတော်အင်းရဲ့ထုတ်ပြန်ချက်မှာဆိုပါတယ်မေလ23ရက်နေ့မနက်ပိုင်းကရှက်သေးတောင်မျိုးနဲ့ထွန်းညဝေကျင်းရွာကိုစစ်ကောင်စီကလေကြောင်းပုံစံတိုက်ခိုက်ခဲ့ပြီးအရက်သားပြည်သူ၁၂ဦးသေဆုံးပြီး23ဒဏ်ရာရရှိပါတယ်ဒါအပြင်ကြောက်တော်မျိုးတွေကလူနေရပ်ကွက်များကိုလည်းမေလ14ရက်နေ့နဲ့15ရက်နေ့နှစ်ရက်ဆက်တိုင်းလေကြောင်းတိုက်ခိုက်မှုစစ်ကောင်စီကပြုလုပ်ခဲ့ပြီး ကလင်းငယ်များမျိုးသမီးများပါဝင်ရတားပြည်သူခုနှစ်ဦးတည်ဆောင်ပြီးစစ်တအုပ်ဒဏ်ရာရရှိခဲ့ပါတယ်။ငလင်းချောင်းအပြစ်ရထားတဲ့ကာလကိုခွင့်ကောင်းယူပြီးစစ်ကောင်စီကအရတားပြည်သူများကိုတပ်ဖြတ်နေခြင်းကိုပြင်းထန်စွာရှုံချကြောင်းလည်းအေကပြောပါတယ်။အာနာသိန်းလီနစ်တာကာလအတွင်းအစုလိုက်ပြုံလိုက်တည်ဆောင်ခဲ့တဲ့ဖြစ်စဉ်ပေါင်း80ထက်မနည်းမှာအရတား1599တည်ဆောင်ခဲ့တယ်လို့ ISP မြန်မာကမေလ14ရက်နေ့ထုတ်စီရင်ခံစာမှာဖော်ပြခဲ့ကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ Música